ဒီနေ့ကတော့ ILPSM ပေါ့နော်ဒီဟိုကျောင်းရဲ့ဒါပွဲလေးဖြစ်ပါတယ်ဒီပွဲလေးကိုဟိုကျွန်တော်အနေနဲ့တက်ရောက်ဖြစ်တာကတော့ဟိုဒီပွဲကို တက်ရောက်ဖို့အတွက်ကိုကျွန်တော်ကိုကြောင်းဝနေပြီးတော့မှကန်လန်းတဲ့အတွက်ကြောင့်ကျွန်တော်ကဒီနေ့ပွဲလေးကိုတက်ဖြစ်တာပါခင်ဗျဟုတ်ကဲ့ဟုတ်အဲ့တော့ဒီပညာရေးနဲ့ပတ်သက်လို့သားရဲ့အတွေ့အကြုံတွေပြောပါဦးအဲပညာရေးကတော့လေဟိုဒုတိယအတွက်ပေါ့နော်တကယ်ကိုမှအရေးကြီးတဲ့အရေးပါတဲ့ကဏ္ဍမှာရှိတယ်လို့ကျွန်တော်နေနဲ့မြင်ပါတယ်ဟိုတကယ်ကိုမှဟိုပညာအရေးရှင်ရှိတော့မှပဲဘဝကဟိုဘယ်လိုပြောရမလဲ ကောင်းအစိုးတွေကိုဝေဖန်ပိုင်းဆိုင်နိုင်မယ်လို့ကျွန်တော်လည်းမြင်ပါတယ်။ဟိုအဲ့ဒီအတွက်ကြောင့်ပညာရေးကိုဟိုအားပေးတဲ့စနစ်ပြီးတော့ဟိုပညာရေးကိုတေချာလေးပံ့ပိုးပေးတဲ့ဟိုဘယ်လိုပြောမလဲတင် जा ပေးတဲ့ကျောင်းကောင်းတွေမှာဟိုလူငယ်တွေအနေနဲ့ဟိုတက်တာကတော့ပို့ပြီးတော့ဟိုကောင်းနေတယ်လို့ကျွန်တော်လည်းမြင်ပါတယ်ဗျ။ဟုတ်ကဲ့ဟုတ်။အဲ့တော့အနာဂတ်ကလေးတွေပညာရေးကိုဘယ်လိုဖြစ်စေချင်လဲ။အဲ ခုခေတ်လူငယ်တော်တော်များကတော့အကုန်လုံးဒါတော့ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောတာပေါ့နော်ကျွန်တော်တယောက်တည်းတူရဲ့ဟိုအမြင်နဲ့ကျွန်တော်ပြောရပါဆိုတော့အခုခေတ်လူငယ်တော်တော်များရဲ့ဟိုအဂျူရီယာဟိုတကယ်ကိုမြင်တယ်လို့တော့ကျွန်တော်နေနေမြင်မိပါတယ်အဲ့တော့ကြောင့်ဟိုအခုလိုမျိုးပဲရှေ့ဆက်ရှေ့ဆက်ပြီးတော့မှတိုးတက်ပြီးတော့မြင်မာတယ်ဟိုပညာရေးစနစ်အလူဖွဲ့စည်းမျိုးဟိုဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်နေနေမျှော်လင့်မိပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့လူရဲ့လူရှင်မျိုးတော့ ေတို့အဲအမှုပြန်လှုပ်ရှားမှုနေတော့ကျွန်တော်အဲအခုကတော့ဒီကြောင်ရိုက်တေးပွဲတက်တေးကျွန်တော်လက်ခံဖြစ်နေတယ်သွားဖြစ်နေတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရုပ်ရှင်ကားရေးဖို့တက်ဖို့တည်းကျွန်တော်လောလောဆယ်မှာဟိုစီစဉ်နေပါလားခင်ဗျဟုတ်ကဲ့ဟုတ်လက်ရှိအဲ့နောက်ပဲ music တွေအများကြီးရရှိဖို့ရောက်လာတယ်အဲ့ပုံကတော့လူမျိုးတုတ်တဲ့ရှင်အဲ ဟိုအရန်ဝမ်းတာပါတယ်ဟိုနောက်ထပ်ပေါ့နော်ဒီဟို generation အစ်စ်တွေအစ်စ်တွေအများကြီးအာဟိုပေါ်ပေါက်လာတယ်အောင်မြင်လာတယ်တိုးတက်လာတယ်ဆိုတဲ့အပေါ်မှာတော့တကယ်လို့မှဝမ်းတာပါတယ်ကျွန်တော်တို့အနေနဲ့လည်းတကယ်လို့မှကြိုးစားပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ဘာဖြစ်နေလဲအခုနေတော့ရှိတယ်အဲစီးပွားရေးလက်ကျွန်တော်ဟိုအမှုပညာအပြင်တခြားစီးပွားရေးလက်ကျွန်တော်လုပ်နေရမျိုးတွေရှိပါတယ်ဗျာဒီပြည့်တဲ့ဘူး အဟိုပေါ့အဲလောလောဆယ်တော့ကျွန်တော်ပြောချင်တာမျိုးတော့မရှိသေးပါဘူးဗျဟုတ်ကဲ့အဲ့တော့ဒါနဲ့ပတ်သက်လို့ call out ထွက်နေပြီးတော့ပြောနေအဲလောလောဆယ်မှာတော့ကျွန်တော်ရဲ့ဟို personal ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုပြောချင်တာမျိုးတော့မရှိသေးပါဘူးကျွန်တော်ဟိုအတိပေးဖို့လိုအပ်လာပြီးအတိပေးခြင်းနဲ့စိတ်ဆန္ဒရှိလာပြီးဆိုတဲ့အခါကျလို့ရှိရင်တော့ကျွန်တော်အားလုံးကိုကျွန်တော်အတိပေးမှာပါဟုတ်ကဲ့ဒီဒီဟိတ်ကိုရင်အပေးနေပြီးတဲ့ကိုဘာစိတ်ပြီးလဲ အဲကျွန်တော်တော့ဟိုမစိတ်ပေးခြင်းနဲ့ဆိုတော့ထပ်ပေါ့နော်ကျွန်တော်အားပေးနေတဲ့ပြည်သက်တွေအားလုံးပြီးတော့ခေါင်းရစာချင်းမအားလုံးကိုကျွန်တော်အနေနဲ့ဟိုချမ်းမချမ်းသာကြပါစေအမြဲတမ်းကိုယ်စိတ်နဲ့ပါချမ်းမချမ်းသာပြီးတော့ကောင်းကျိုးလိုရင်ဆန္ဒတွေပြည့်စုံကြပါစေလို့ပဲကျွန်တော်ကဆုတောင်းပေးချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲဟိုတန်နိုင်တဲ့လောက်ပေါ့နော်တန်နိုင်တဲ့လောက်ဟိုစိတ်ကိုပျော်ပျော်ရွှင်ရွှင်လေးထားရတယ်နောက်ဆုံးစိတ်ကပျော်ရွှင်နေတာမျိုးမဟုတ်ရင်တော့မှစိတ်လေးအေးချမ်းနေအောင် စိတ်လေးကြည်နေအောင်တော့တက်တန်တလောက်လေးစူးစမ်းပြီးတော့နေဖြစ်ပါတယ်ဟုတ်ကဲ့